ဆောင်းထင်းအပ်သောလူမှုကျင့်ဝတ်များအရန်ကောင်းလို့နားဆင်ကြကြပါဘလောက်ပဲချစ်ခင်ရင်းနှီးပါစေစကားကိုလက်လွတ်စပယ်မပြောပါနဲ့ခံစားရတဲ့ဝေဒနာဆိုတာလူတိုင်းမှာရှိပါတယ်ဘလောက်ပဲမုန်းတီးနေပါစေတခြားသူရဲ့ပုံကိုရေးဖို့နှိမ့်ချစော်ကားတာမျိုးမပြုလုပ်ပါနဲ့လေးစားမှုဆိုတာလူတိုင်းနဲ့ထိုက်တန်တယ်လို့မိမိကိုယ်တိုင်နဲ့လည်းထိုက်တန်ပါတယ်ဘလောက်ပဲသဘောကောင်းတဲ့သူနဲ့ပဲတွေ့ပါစေအခွင့်အရေးကိုတဆုံးမနှိုက်ပါနဲ့မိမိကိုယ်ကိုထိန်းသိမ်းတတ်ပါစေအခွင့်အရေးသမားကိုလူတိုင်းကမုန်းကြတယ် ဘလောက်ပဲအလကားရနေပါစေမိမိရသည့်နဲ့အတိုင်းအတာပမာဏကိုပဲအသိစိတ်နဲ့ဆင်ကျင်တတ်ပါစေတိခါတရားဆိုတာမွေးမြူသင့်ပါတယ်ဘလောက်ပဲအခက်အခဲပြဿနာနဲ့ကြုံရပါစေမိမိကိုယ်ပိုင်အစွမ်းစားနဲ့အရင်ဖြည့်ရှင်းတတ်ပါစေအကူအညီကိုအလွယ်တကူလိုချင်သူမဖြစ်ပါစေနဲ့ဘလောက်ပဲရိုးသားတဲ့လူကိုတွေ့ပါစေတင့်အကျိုးမြတ်တော်အသုံးမချပါနဲ့ရိုးသားမှုဆိုတာရည်သွေးတစ်ခုဖြစ်ပြီးတော့တခြားသူအတွက်လည်းဖြစ်တည်နေတာမဟုတ်ပါဘူးဘလောက်ပဲအင်အားကြီးတဲ့သူတင်ဖြစ်နေလေအလွယ်တကူအနိုင်ကျင့်ကျင်တဲ့စိတ်တယ်မျိုးမမွေးပါနဲ့ ဒီကနေ့အင်အားကြီးတဲ့သူကနောက်တနေ့မှာအင်အားပြောက်ဆုံးသွားနိုင်လို့ပါတန်တရားဆိုတာလဲပတ်နေပါတယ်ဘလောက်ပဲအတွေးခေါ်ရေးစန့်ကျင်ဘက်ဖြစ်နေပါစေကိုပဲမှန်တယ်မထင်ပါနဲ့မကျင်သုံးနိုင်ရင်ပယ်လိုက်ပါတခြားသူရဲ့အတွေးခေါ်ရေးကိုတင်လဲမနေနိုင်သလိုသူလဲနေနိုင်မှာမဟုတ်ဘူးလေတင်ဘလောက်ပဲထူးချွန်ထက်မြက်နေပါစေတခြားသူကိုညံ့ဖျင်းတုံးအားတယ်လို့အလွယ်တကူမှတ်ချက်မပေးနဲ့ နောက်ခံအချင်းဤဆိုတာတသက်မထည့်ရရှိနိုင်တာမဟုတ်လို့အကြီးအချင်းတွေ꿰ပြနေတာကိုသတိပြုမိပါစေမိမိကျင်းနေတတ်တဲ့လူအရာဝတ္ထုအတွေးခေါ်အချင်းဤတစ်ခုကိုမိမိပါသာစိတ်ကြိုက်နှစ်သက်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့လည်းသူတပါးကြိုက်နှစ်သက်တဲ့အရာတွေကိုတော့ကဲ့ရဲ့ရှုံချပြီးတော့တင်ကြိုက်တဲ့အရာတွေကိုဂုံတင်ပြီးတော့ပြောတာ